အစိုးရဖြစ်ရေးရွေးကောက်ပွဲအတွက်စစ်ကောင်းဆောင်တွေရဲ့လှည့်ကွက်များကမ္ဘာကြီးကအခုလာမဲ့အားလည်းရဲ့ယာတီအတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာစစ်တပ်ကသူတို့အာနာဆက်လက်ဖက်တွယ်ထားနိုင်ရင်ပြည်သူမျက်နှာကိုမထောက်ဘဲရုတ်ရုတ်မှမှကြံစည်နေတာကတော့ဒီဇင်ဘာ28တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်ပါတယ်ရွေးကောက်ပွဲကျင်းပမဲ့အချိန်ကိုခရစ်စမတ်အားလည်းရကာလအတွင်းတမင်တကာစီစဉ်ထားတာဖြစ်ပြီးကမ္ဘာမီဒီယာတွေရဲ့စောင့်ကြည့်မှုကိုရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်စစ်ကောင်းဆောင်တွေဟာဒီမိုကရေစီလမ်းကြောင်းကိုတဆင့်ချင်းသွားနေတယ်လို့နိုင် ငံတကာအတိုင်းဝိုင်းကယုံကြည်လာအောင်လှေစားမှုတစ်ခုထက်မပိုတဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်ပါတယ်။မြန်မာပြည်သူတွေရဲ့ဆန္ဒကိုစန့်ကျင်ပြီးချင်းချောက်အကြက်ကင်ကျင်းပမဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။စစ်ကောင်စီဟာနိုင်ငံကိုမရမကထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။လူဦးရေ54တန်းရှိတဲ့နိုင်ငံရဲ့နေမြေ30ရာခိုင်နှုန်းလောက်ကိုပဲသူတို့ထိန်းချုပ်ထားနိုင်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေစီစစ်တပ်ဟာနေမြေအများအပြားဆုံးရှုံးထားပါတယ်။ စစ်တပ်ကစာတင်ကြောင်းတွေဆေးရုံတွေနဲ့ဝိပုယာနေရာတွေကိုတိုက်ခိုက်နေတာကြောင့်အပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးနေကြရပါတယ်။ဒီလိုအခြေအနေမျိုးမှာကျင်းပမဲ့ရွေးကောက်ပွဲကိုအမေရိကန်အခြေစိုက်ကတ်တာစင်တာလိုနိုင်ငံတကာလေးလာဆောင်ကျင့်သူတွေကလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့ကြဲကြဲပြန့်ပြန့်ရှုမြင်နေကြတာဖြစ်ပါတယ်။အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရေး အာဆီယံအပါအဝင်စစ်ကောင်စီကိုထောက်ခံတဲ့နိုင်ငံတွေကအများနားထောင်ကောင်းအောင်တိုက်တွန်းထားပေမဲ့နောက်ဆုံးရွေးကောက်ပွဲမှာအပြည့်အသက်အနိုင်ရခဲ့တဲ့ဒီမိုကရေစီပါတီခေါင်းဆောင်တွေကိုထောင်ထဲထည့်ထားပြီးမှရွေးကောက်ပွဲကျင်းပမှာလည်းဖြစ်ပါတယ်စစ်တပ်ကအဓိကဝန်ကြီးဌာန၃ခုဖြစ်တဲ့ပြည်ထရေးကာကွယ်ရေးနဲ့ နေဆက်ရေးရာဌာနတို့ကိုထိမ့်ချုပ်ထားပြီးလွှတ်တော်တွင်အမတ်နေရာ25ရာခိုင်နှုန်းကို မောင်းပိုင်စီးထားခြင်းမှာတောင်း NLD ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာဖြစ်ပါတယ်။အရင်စစ်အစိုးရလက်ထက်ကအတင်းအကျပ်တည်ပြုခဲ့တဲ့အငင်းပွားပွဲ2008ဖွဲ့စည်းပုံအရစစ်တပ်ဟာအာဏာတိုးယူထားခဲ့ပြီးဖြစ်ပါတယ်။ရွေးကောက်ပွဲရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရခြင်းမှာတော့မဲလိန်တယ်လို့မဟုတ်မမှန်ပြောဆိုပြီးအာဏာသိမ်းခဲ့ပြန်ပါတယ်။ လက်နက်မပါတဲ့ဆန္ဒပြသူ၄000ကျော်ကိုတပ်ဖြတ်ခံခဲ့ရပြီးနိုင်ငံရေးအကျဉ်းသား2000ကျော်ကိုဖမ်းဆီးခံခဲ့ရသလိုအတိုက်အခံအတော်များများပုံမျက်ခံခဲ့ရပါတယ်။အခုချိန်မှာတော့စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်မြန်မာနိုင်ငံမှာကမ္ဘာပေါ်မှာအဆိုးရွားဆုံးလူသားချင်းစာနာရေးပြဿနာတွေတဲကတခုဖြစ်ပေါ်နေပါတယ်။စီမံခါခွဲမှုအလွဲအမှားတွေနဲ့အုပ်ချုပ်ရေးမအောင်မြင်မှုတွေရှိနေပေမဲ့စစ်ကောင်းဆောင်မင်းအောင်တိုင်းဟာအတုအယောင်ရွေးကောက်ပွဲကျင်းပပြီး သူတို့တရားဝင်အစိုးရဖြစ်လာဖို့ကြိုးပမ်းနေပါတယ်။တရုတ်နဲ့အိန္ဒိယလိုဒေသဆိုင်ရာအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုနဲ့စစ်ကောင်းဆောင်တွေဟာနိုင်ငံတည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့အင်အားစုအဖြစ်သူတို့ကိုသူတို့ပုံဖော်ဖို့ကြိုးပမ်းနေပါတယ်။ဒါပေမဲ့ရာဇဝတ်မှုလှုပ်ရက်တိုင်းလိုလိုမှာစစ်ကောင်းဆောင်တွေပါဝင်နေပါတယ်။2021အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာကြားဖြန့်လုပ်ငန်းတွေမူရစေးထုတ်လုပ်မှုတွေ လူမောင်ခိုးကူးတဲ့လုပ်ရက်တွေပုံများလာခဲ့ပြီးအဲ့ဒီတရားမဝင်လုပ်ငန်းတွေကနေရရှိနေတဲ့ငွေဘီလီယံပေါင်းများစွာဟာစစ်ကောင်းဆောင်တွေနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။ စစ်ကောင်းဆောင်တွေဟာဟိုးအရင်ကတည်းကလည်းရာဇဝမှုလုပ်ငန်းတွေမှာပါဝင်ခဲ့ကြပြီးသူတို့နဲ့ပနာတက်တဲ့လက်နက်ကင်အဖွဲ့တွေကိုလည်းတရားမဝင် လုပ်ငန်းတွေလုပ်ကင်ခွင့်ပေးထားခဲ့တာပါနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စစ်ကောင်းဆောင်တွေအယူလုပ်တာမခံသင့်ပါဘူးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမှာမဲပေးဖို့ညင်းရင်တောင်ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ စစ်တပ်အကျဉ်းပါမဲ့ရွေးကောက်ပွဲကိုရှုံချပြီးအတိအမတ်ပြုတ်ပေးဖို့ညှင်းဆိုရမှာဖြစ်ပါတယ်။ဆော့ဆော့ပိုင်းမှာအာဆီယံကစစ်တပ်အကျဉ်းပါမဲ့ရွေးကောက်ပွဲကိုလက်မခံတဲ့သဘောပြောဆိုခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားရဲ့နိုင်ငံသားရေးဝန်ကြီးနေပြည်တော်ကိုလာရောက်ပြီးမှာတော့စစ်တပ်ကမလေးရှားဟာ မိမိတို့ရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ပြောထားပါတယ်။မလေးရှားကရွေးကောက်ပွဲလစ်လာစောင့်ကြည့်သူတွေဆေလွတ်ပေးသွားမယ်လို့လည်းစစ်တပ်ထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြထားပါတယ်။အာဆီယံ၊တရုတ်၊ရုရှား၊အိန္ဒိယနဲ့ဘီလာရုအပါအဝင်စစ်ကောင်စီကိုထောက်ခံတဲ့နိုင်ငံတွေကရွေးကောက်ပွဲကိုအတိအမဲ့ပြုခဲ့မယ်ဆိုရင် ကြီးမားဆိုးရွားလို့နဲ့ရာဇဝတ်မှုကျူးလွန်သူတွေအာဏာဆက်ထိန်းထားနိုင်တော့မှာဖြစ်ပါတယ်။မြန်မာစစ်ကောင်းဆောင်တွေဟာစစ်ရာဇဝတ်မှုတွေကျူးလွန်ပြီးတော့စစ်စင်းမခံရသလိုအေးအေးယူမခံရတာကြာနေပြီဖြစ်ပါတယ်။အာဏာဆက်လက်ထိန်းချုပ်ထားဖို့စစ်ကောင်းဆောင်တွေရဲ့ကြိုးပမ်းမှုအောင်မြင်ခဲ့ရင်နောက်ထပ်ဒေတာရင်းပြဿနာတွေဆိုးရွားတဲ့နေဆက်ဖြစ်ကျော်ရာဇဝတ်မှုတွေအပါအဝင်တရားမဝင် လုပ်ငန်းတွေပုံများလာပါလိမ့်မယ်။ဒါကြောင့် နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လုံးဝအယူလုံမခံတက်ပါဘူး